ချက်တော်တရချင်းဓမ္မမိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့နေ့မြတ်သည့်လေးဖြစ်ပါစေဒီတော့အားလုံးမင်္ဂလာပေါင်းနေပြေဝဆုံနေပြီးတော့ဘုရားပေးတဲ့မင်္ဂလာကောင်းကြီးမျိုးကိုခံစားရရွေးဝမ်းမြောက်နိုင်ကြပါစေချက်တမိတ်ဆွေပေါင်းတို့ဒီနေ့မှလည်းပဲချက်တမိတ်ဆွေတို့ကအဓိကပေးသွားခြင်းတဲ့သတင်းစကားကတော့ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာတော်ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာတော်နော်ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာတော်လို့ပြောတဲ့အခါမှာဘုရားသခင်ကကျွန်တော်ပေါ်မှာတိတ်ချစ်တော်မူတဲ့ဘုရားဖြစ်တယ်။ဘုရားသခင်ကကျွန်တော်ပေါ်မှာအကျွင်းမဲ့ချစ်တယ် ဘုရားသခင်ကကျွန်တော်ပေါ်မှာအကျွင်းမဲ့ကျွန်တော်ပေါ်ပါသို့ရှင်အမြဲတမ်းပဲကရုဏာပြေဝစွာနဲ့စောင့်ရှောက်တော်မူတဲ့ဘုရားဖြစ်တယ်။ဒီတွက်ကြောင့်ယနေ့ကျွန်တော်ရဲ့တက်တာမှာသို့ရှင်ဘုရားသခင်ရဲ့အလိုတော်ကိုဆောင်ပြီးတော့အသက်ရှင်ဖို့ရန်အတွက်ဒီကျွန်တော်တို့အတွက်အရေးကြီးဆုံးသောတော့ချက်ဖြစ်တယ်။ဒါကြောင့်ဆာလံကျမ်းခန်းကြီးတရားနဲ့တုံပိုင်ငယ်16နဲ့မှာလို့ရှိရင်ထာဝရဘုရားသခင်ကြီးကရုဏာတော်မူကကြောင်းရွံ့သောသူတို့အပေါ်သို့ကာလအစဉ်အဆက်တက်ရောက်တတ်၏တဲ့နော်။ဒါကြောင့်ထာဝရဘုရားက ကရုဏာတော်ကဘယ်တော့မှမကုံဆုံးဘူးဆိုပြောလဲပဲတမန်ကျမ်းစာထဲမှာဖော်ပြထားတယ်အစင်မြဲတည်တော်မူတယ်တဲ့ဒီတို့ကြောင့်ကျွန်တော်ရဲ့တက်တာမှာဘုရားသခင်ရဲ့ကရုဏာတော်ကျွန်တော်ပေါ်မှာမကုံဆုံးဖို့ရန်အတွက်အဓိကအရေးကြီးဆုံးတော့ချက်ကချစ်တဲ့မိတ်ဆွေသင်ကဘုရားသခင်ကိုယုံကြည်ကိုးကွယ်ဖို့ရန်အတွက်ဖြစ်ပါတယ်ဒီမှာတော့ဘာပြောလဲဆိုတော့ဘုရားသခင်ရဲ့ကရုဏာတော်မူကတဲ့ကြောင်းရွံ့တော်သူတို့အပေါ်သို့ကာလအစဉ်တယောက်တော်မူတယ်နော်ကြောင်းရွံ့တော်သူတို့ပြောတဲ့အခါမှာ ်ဘုရားသခင်ကိုတကယ်ပဲကြောက်ပြီးတော့ကိုယ်ွယ်ပေါ်မှာပဲနဲ့ဘုရားသခင်ကိုတကယ်ရိုသေလေးစားပြီးတော့ဘုရားသခင်ကိုအမြဲတမ်းပဲစီးကပ်ပြီးတော့ဘုရားကိုမျက်မှောက်ပြုတ်ပြီးတော့ဘုရားသခင်ဘက်မှာတစ္ဆာရှိတဲ့သားသမီးတွေဖြစ်ဖို့ရည်ကြီးတယ်။ဘုရားသခင်ဘက်မှာတစ္ဆာရှိပြီးတော့ဘုရားသခင်ကိုအမြဲတမ်းပဲယုံကြည်ကိုယ်ွယ်ချီးမွမ်းခြင်းမှုကိုပြုတ်တဲ့ခါမှာတဲ့ဘုရားရဲ့ကရုဏာတော်ကတင့်ပေါ်မှာကာလအစဉ်တဲရောက်နေမယ်။ဘလောက်ဝမ်းသာစရာကောင်းလဲနော်ချစ်တဲ့မိစေပေါင်းတို့ ။ဒါကြောင့်ဟေရှာနဂရကျမ်းခန်းကြီး59ပိုင်းငယ်15မှာလည်းပဲတန်ရှင်းခြင်းဟုနာမရှိတော်မူထသောအနာဂတ်ကာလဒီဟုသောဘုံဘိမ့်ပါ၌စံတော်မူထသော အထွတ်အမြတ်ဖြစ်တော်မူသောဖယားသခင်မိုက်တော်မူသည်ကငါသည်မြင့်မြတ်တန်ရှင်းသောအရ၌နေ၏စိတ်နှင်းချသောသူနှင့်စိတ်နှလုံးကြည်ကွဲသူတို့၏စိတ်ဝိညာဉ်အသက်ရှင်စေခြင်းက ကြည်ကွဲနှင်းချသောသူတို့၌လည်းငါနေ၏တဲ့နော်ဒီမှာ ဘုရားသခင်နေတဲ့နေရာနှစ်နေရာကိုကျွန်တော်တွေ့ရမယ်ဘုရားသခင်ကအထွတ်အမြတ်ဖြစ်တဲ့ဘုရားသခင်ဖြစ်တယ်ဒါပေမဲ့ဘုရားသခင်တို့ရှင်ဘယ်မှာနေတယ်လဲနော်အနာကကာလဒီဟုသောဘုံဘိမ့်ပန်၌စံတော်မူထသောတဲ့ကျွန်တော်တို့အားလုံးအတွက်ကျွန်တော်တို့နာကမှာမျော်လင့်နေတဲ့နော်ဘုရားသခင်ရဲ့နိုင်ငံတော်ဘုံဘိမ့်မှာတော်မှာဘုရားကစံတော်မူတဲ့ဘုရားဖြစ်တယ်တော်ဘုရားသခင်တို့ရှင်မြင့်မြတ်တန်ရှင်တော်ရဲ့နိုင်နေတယ်တော်ဘုရားသခင်ရဲ့ နေတဲ့နေရာကမြင့်မြတ်တန်ရှင်းတော်မူသောရတ်မှာဘုရားသခင်ကစံမြန်းတော်မူတဲ့ဘုရားဖြစ်တယ်။ဒါမှကလည်းဘုရားသခင်ကဘလိုမျိုးနေရာမှာအတူနေတယ်ဆိုတော့တမန်ကျမ်းအသားထဲမှာဘလိုဆက်ပြီးတော့ဖော်ပြလဲဆိုတော့စိတ်နှိမ်ချတော်သူเนาะကျွန်တော်စိတ်နှိမ်ချတဲ့သူတွေနဲ့ဘုရားသခင်ကအတူနေတယ်တဲ့เนาะစိတ်နှိမ်ချတော်သူတို့ဒီမင်္ဂလာရှိကြ၏လို့တမန်ကျမ်းသားကလည်းပြောထားတယ်เนาะစိတ်နှိမ်ချတဲ့သူတွေစိတ်တဘောထားပြေးွားတဲ့သူ နော်အမြဲတမ်းစိတ်မောက်မာပြီးတော့မာမာနာနဲ့တခါတည်းမာမာနာတခွဲသားကြီးနဲ့နေနေတဲ့သူတွေဆိုရင်တော့ဒါဖျားပဲတော့မှသူနဲ့တူနေနိုင်မှာမဟုတ်ဘူးနော်ဘာကြောင့်လဲကျွန်တော်မှာဆိုရှင်စိတ်နှိတ်ချတော့သူတွေရဲ့အသက်တာကအမြဲတမ်းတန်ရှင်တယ်မုံမြတ်တယ်ဒါကြောင့်ဖျားသခင်ကစိတ်နှလုံးကြည်ခွဲတော့သူတို့တဲ့နော်တခါတည်းကျွန်တော်ခံစားနေရတဲ့ဝေဒနာတွေအတွက်စိတ်နှလုံးကြည်ကွဲပြီးတော့သူ့ကိုအားကိုးတဲ့သူတွေနဲ့အဲဒီလိုမျိုးစိတ်ဝိညာဉ်တွေနဲ့တူဘုရားသခင်က အသက်ရှင်စေခြင်းကကြေကွဲနှိချတော်သူတို့၌လည်းငါနေဤဆိုပြီးတော့ဖော်ပြထားတယ်เนาะဒါကြောင့်စိတ်နှိချတဲ့သူကြေကွဲနှိချတဲ့သူတွေနဲ့အတူဘုရားသခင်ကအတူရှိတော်မူတဲ့ဘုရားဖြစ်တယ်ဒီတရားဒီနေ့ကျွန်တော်နဲ့အတူရှိတော်မူတဲ့ဘုရားကျွန်တော်ပေါ်မှာမေတ္တာချင်းမတဲ့ဘုရားဒီဘုရားသခင်ကကျွန်တော်ပေါ်မှာတကယ်ကရွတ်ဆိုင်တော်မူတဲ့ဘုရားကျွန်တော်အားလုံးကိုအမြဲတမ်းပဲချစ်ရှုစောင့်ရှောက်ပြီးတော့အမြဲတမ်းပဲပို့ဆောင်ကောင်းချီးတွေနဲ့အပြည့်အဝသွန်လောင်းပြနေတဲ့ဒီဘုရားသခင်ပေါ်မှာကျွန်တော်အားလုံးက ဒီနေ့ကိုးကွယ်စည်းကပ်ဖို့ရန်အတွက်ဖြစ်ပါတယ်ချစ်တဲ့မိစေပေါ့နော်ဒါကြောင့်ဒီဘုရားသခင်ကတမားချမ်းသာလို့ရှင်ဖော်ပြတဲ့အတိုင်းပဲဖခင်သခင်အကြောင်းကိုပဲတမားချမ်းသာကဖော်ပြခဲ့တယ်ဆိုတာကိုဒီနေ့ကျွန်တော်ဒီတပတ်လုံးမှာကျွန်တော်လေ့လာခဲ့တယ်เนาะဒါကြောင့်ဖခင်သခင်လို့ရှင်အတိုင်းဆမရှိတဲ့အနန္တတကုနဲ့ပြည့်စုံတော်မူတယ်ဆိုတာကိုဒီနေ့ကျွန်တော်အားလုံးကကွင်းကွက်ကွက်ကွက်နဲ့လေ့လာခဲ့ပြီဖြစ်တယ်။တနာချင်နာတဲ့စိတ်ထားဟာလည်းပဲအတိုင်းဆအကန့်အသတ်မရှိပါဘူး။ဖခင်သခင်ဆိုတာ ကျွန်တော်ပေါ်မှာတကယ်တနာခြင်းကရုဏာအမြဲရှိတော်မူတဲ့ဘုရားဖြစ်တယ်။ဒါကြောင့်အကန့်အသတ်မရှိသောညံတော်နဲ့လည်းပြည့်စုံတော်မူတဲ့ဘုရားဖြစ်တယ်။ဒါကြောင့်ဒီလောက်ကြီးမားတဲ့မေတ္တာတော်နဲ့ပြည့်ဝပြီးတော့အနန္တတကုရှင်ဘုရားသခင်ဒီတပါးဒီတစုတည်းရှိတော်မူသောဘုရားသခင်ကကောင်းမြတ်တော်မူရမှာလည်းပဲအကန့်အသတ်မရှိဘူးတဲ့။တရားဖြောင်းမတ်တော်မူရမှာလည်းပဲအကန့်အသတ်မရှိဘူးတဲ့။ကရုဏာဟာလည်းပဲအတိုင်းအဆအကန့်အသတ်မရှိဘူးတဲ့ဘုရားသခင်ကအသက်ရှင်တော်မူသောဖန်ဆင်းရှင် ဖျားသခင်ဖြစ်ပါတယ်။ဒီတော့ချစ်တဲ့မိတ်ဆွေပေါင်းတို့လူဟာဖျားသခင်နဲ့ဘယ်တော့မှ မတူနိုင်ပါဘူး။ဒီနေ့လူတွေကလူတွေကဖျားပါဆိုပြီးကိုယ့်ကိုယ်သူပြောနေမယ်ဆိုတော့မိတ်ဆွေသူ့ကိုသွားမကိုကွယ်နဲ့နော်လူဖျားဆိုတာမရှိဘူး။နော်လူကဆိုရှင်ဖျားနဲ့ဘလို့မှမတူနိုင်ဘူး။ကောင်းကင်အောင်မြေကြီးပေါ်မှာဖျားသခင်ကဘာပဲလဲ။ငါနဲ့တူတော်သူတယောက်မှမရှိလို့ဖော်ပြထားတာတွေ့ရမယ်။နော်တမန်ကျမ်းစာထဲမှာ ဒါကြောင့်ဖရာသခင်လူဝါဆိုရှင်ဖရာကိုကိုသူဖရာပါဆိုပြီးတော့အမွန်းတက်ပြီးတော့ရှစ်ခိုးခိုင်းဖို့လည်းလုံးဝမသိတော့ဘူး။ဘာကြောင့်လဲ။ဖရာကသာလင်ဖရာပဲဖြစ်တယ်။နော်ဖရာသခင်သာလင်ဖရာဖြစ်တယ်။ဒါကြောင့်ဖရာသခင်ကမလဲလူဟာဖရာသခင်နဲ့ဘယ်တော့မှမတူနိုင်ဘူးတဲ့။နောက်ကမတော့ကိုလေးလာမယ်ဖရာသခင်ကိုကျွန်တော်ကဆိုရှင်စက်ကတ်မယ်။ဖရာသခင်ရဲ့ဆုံးမတကားတွေကိုနားထောင်မယ်ဆိုရင်လူဟာပျော်ရွှင်ခြင်းကိုရမှာဖြစ်တယ်။လူဟာဆိုရှင်ညံ့တဲ့ခြင်းကိုရမှာဖြစ်တယ်။ဒီနေ့ချစ်တဲ့မိတ်ဆွေ တဲ့ရဲ့အသက်တာမှာပျော်ရွှင်ခြင်းငြိမ်သက်ခြင်းခံစားပြုရအတွက်နံပါတ်1ဘာလို့ရမလဲနောက်ကပတ်တော်ကိုလေ့လာဖတ်ရှုရမယ်နံပါတ်2ကျွန်တော်ဘာလို့ရမလဲဖရာသခင်ကိုကျွန်တော်နေ့တိုင်းစကားရမယ်နေ့တိုင်းဆုတောင်းရမယ်နံပါတ်3ဖရာသခင်ရဲ့သုံးမစကားတွေကိုကျွန်တော်ဘာလို့လဲနားထောင်ရမယ်ဖရာရဲ့အလိုတော်တိုင်းအသက်တာကိုရှင်သန်ဖို့ရန်အတွက်ဖြစ်ပါတယ်ဒါကြောင့်ချစ်တဲ့မိတ်ဆွေများအားလုံးဒီနေ့မှာတို့ရှင်ဖရာသခင်ကကျွန်တော်တို့ကို ကိုညီမဆားတယ်ကိုညီဆောင်ရွက်ကိုညီမဆားပြီးတော့ကျွန်တော်ကိုအမြဲတမ်းပဲပို့ဆောင်ကောင်းချီးတဲ့အပြည့်ဝနဲ့ဖေးမပေးနေတဲ့ဘုရားဖြစ်တယ်ဘုရားကိုကျွန်တော်သေယုံတာမဟုတ်ဘဲနဲ့ပါဗျာအကျွမ်းတဝင်ဖြစ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အတ္တဟာလုံးဝပြောင်းလဲလာပါလိမ့်မယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဒီနေ့ကျွန်တော်တင်ဆက်ခဲ့သောနှုတ်ကပါတော်အားလုံးဟာချစ်တဲ့မိတ်ဆွေတို့အတွက်ဘုရားသခင်ရဲ့အလင်းတရားဖြစ်ပါတယ်ဘုရားရဲ့အလင်းဘုရားရဲ့တည်င်းကိုသင်တို့ကြားတဲ့အခါမှာသင်တို့ရတော့ရှင်ဘုရားကိုသေယုံတာမဟုတ်ဘဲနဲ့ တကယ်ပဲအကျွမ်းတဝင်ဖြစ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အသက်တာဟာလုံးဝပြောင်းလဲပြီးတော့ဖခင်ရဲ့သားသမီးပီတာဆိုတဲ့ကျွန်တော်ရှေ့ဆက်ပြီးတော့အသက်ရှင်သွားလာလှုပ်ရှားနိုင်မှာဖြစ်တယ်။ဒါကြောင့်ချစ်တဲ့မိစေများအားလုံးဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်အားလုံးကတို့ရှင်ဖခင်သခင်ကိုတကယ်ယိုသေးပြီးတော့ဖခင်သခင်ကိုတကယ်ကိုးကွယ်ပြီးတော့ဖခင်သခင်ကိုကျွန်တော်အားလုံးကတို့ရှင်မျက်မှောက်ပြုတဲ့သားသမီးတွေပေါ်မှာဖခင်သခင်ကကာလအစဉ် ကောင်းကြီးတွေတက်ရောက်စေမယ်ကရုဏာတော်တက်ရောက်စေမှဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဘုရားရဲ့ချစ်ခြင်းမေတ္တာကိုသင်ခံစားရတဲ့အခါမှာအဲ့ဒီမေတ္တာကိုပြန်လဲတုတ်ပြန်နေနေတဲ့ကြိုးပါလောက်အောင်လေဘုရားရဲ့ကုန်းတော်အမြဲချီးမွမ်းပါဘုရားသခင်ထံမှာအမြဲဆုတောင်းပါနောက်ကဘတော့တမားချမ်းစာကိုအမြဲလေးလာခြင်းအပြင်သင်တို့ရဲ့ဘဝတတမှာကြံတိုင်းအောင်ရွေးစောင့်တိုင်းမြောက်ပြီးတော့ဘဝမှာအပြောင်းလဲနဲ့အတိတ်တော်တတပြောင်းလဲခြင်းနိယာမပေါ်မှာရှိပြီးတော့ဘုရားပေးတဲ့ကောင်းချီးမင်္ဂလာနဲ့ကျွန်တော်အားလုံးတသက်တာဝမ်းမြောက်နိုင်မယ်ဆိုတာကို ်ချစ်တဲ့မိတ်ဆွေတို့ကိုနှုတ်ပတ်တော်အားဖြင့်တိုက်တွန်းရင်းနဲ့ညီကုန်းချုပ်ပါတယ်ချစ်တော်မိတ်ဆွေများအားလုံးပဲဖျားကောင်းကြီးချပါပါစေ။